မြန်မာရုပ်ရှင်တော်ကမှအလှဆုံးတရားစာမင်းသမီးဖြစ်ရွေးချယ်ခြင်းကဏ္ဍအသူတွေအားလုံးပဲမင်္ဂလာပါ MCLDOS New Channel ကနေကြိုဆိုပါတယ်မြန်မာရုပ်ရှင်တော်ကမှအလှဆုံးဖြစ်ရွေးချယ်ခြင်းကဏ္ဍအသူတွေမင်းမြင့်မို့မင်းမြင့်မို့က2024ခုနှစ်အတွက် TC Cinderella ရဲ့ကမ္ဘာလှဆုံးတရားဦးစင်ရမှာပါဝင်ခဲ့မြန်မာမင်းသမီးဖြစ်ပါတယ်သူမကပြုံးချွချွနဲ့ဆွဲဆောင်မှုရှိအရာပိုင်ရှင်ဖြစ်လို့သိများပြီးရုပ်တံဇလန်တွဲနဲ့မော်ဒယ်လုပ်ငန်းမှာထင်ရှားပါတယ်။ဝင်းမွန်ရွှေ DC ကန်ဒလာရဲ့2024ဆင်းမှာနောက်ထပ်ပါဝင်သူမှာဝေမုံရွှေဖြစ်ပါတယ်။သူမကမြမလှတရားရဲ့နိုင်ငံတကာမှာအသိမဲ့ပြုခံတရုတ်ဆောင်တအုပ်ဖြစ်တဲ့တရုတ်ဆောင်ဝင်မှုရွှေခေါ်ကိကိကမြမရုပ်ရှင်တော်ကမှလူကြိုက်များတဲ့မင်းသမီးတအုပ်ဖြစ်ပြီးတော့တရုတ်ဆောင်မှုမော်ဒယ်လုပ်ငန်းနဲ့ပရိုဂျက်တာလှူရှာမှုနဲ့တင်ရှားသူဖြစ်ပါတယ်။အဖအဝင်းသိန်းနိုင်အမိဒေါ်မီမီလင်းတို့မှမွေးဖွားပြီးမင်းသမီးဖွဲ့ဖွဲ့နဲ့ညီမတဝန်းခွဲဖြစ်ပါတယ်။ 2005ခုနှစ်ကစပြီးကြော်ညာမော်နယ်ဖြစ်စတင်ခဲ့ပြီး2009မှာဘာဘီရုပ်ကလေးရုပ်ရှင်နဲ့ပထမဆုံးအကယ်ဒမီဇက်ကမှပိုင်ခဲ့ပါတယ်။ရက်ကိုကဗီဒီယိုဇက်က40ကျော်မှတရုတ်ဆောင်ပြီးဖြစ်ကကြော်ညာဘေဘုတ်တင်မှာမကြာခဏမြင်တွေ့ရတယ်။ထင်ရှားရဲ့ဇလန်းနေနင်းစင်ရင်ပြတီယူနဲ့တွေ့ပတ်ထာရအမီ reflection တနအီမိုးဆက်ကမှတောင်းတဲ့တူတရုတ်ဆောင်ခဲ့ပြီးဇလန်းကပြည်သက်အကြိုက်တွင်ပါဝင်ခဲ့ပါတယ်။ထိုင်းမြန်မာဂျပန်မြန်မာကိုရီးယားမြန်မာချက်ချင်းဇက်ကိုင်းမှလည်းပါဝင်ခဲ့ပါတယ်။ 2023နိုဝင်ဘာဇက်ခွန်မှာ MG မြန်မာဥက္ကဋ္ဌနိုင်ဖြိုးကျော်နဲ့လက်ထပ်ခဲ့တဲ့ပြည်သူ့ပညာရေးဖောင်ဒေးရှင်းကဲ့သို့သောပရိုဟိတလုပ်ငန်းတွေမှာပါဝင်လှူရှားခဲ့ပါတယ်2017မှာသူမရဲ့နုပညာခချင်းဝယ်အလုံးကိုပညာရေးဖောင်ဒေးရှင်းအတွက်လှူဒန်းခဲ့ပါတယ်ချင်းစရာကောင်းတဲ့ပြုံးနဲ့ရှင်းဒီရဲ့ဆရာကြီးကိတ်ကဲဦးချစ်စနိုးခေါ်ကြပါတယ်ဝိမုံရှိကတရားစာမှုစွမ်းရည်လူမှုရေးစေတနာနဲ့ရောရည်တွင်ပြင်းတို့နဲ့မြမဖြူဖြူလက်ကိုင်ထင်ရှားမျက်နှာတစ်ခုဖြစ်ပြီးဆက်လက်အောင်မြင်မှုတွေရှိမယ်လို့မျှော်လင့်ရပါတယ်။ နော်ဖော်အတာထိုးစင်းမှာနော်ဖော်အတာလည်းပါဝင်ခဲ့ပြီးမြန်မာစကားကောင်းနေတဲ့ fashion လောကမှာထင်ရှားမျိုးသမီးတအုပ်ဖြစ်ပါတယ်။စုံနန်းတိုင်းမကြသိမီနှစ်များတွင်လူကြိုက်များလာမင်းသမီးတအုပ်ဖြစ်ပြီးအလှပနဲ့တရုပ်ဆောင်မှုစွမ်းရည်အတွက်ချီးကျူးခံရသူဖြစ်ပါတယ်။ကျော်စုလိုင်းရုပ်ရှင်တဲ့ဇလန်တွေမှာပါဝင်တရုပ်ဆောင်လျက်ရှိကျော်စုလိုင်းကသူမရဲ့တဘာဝလာနဲ့ရုပ်ရှင်တည်ပြင်တဲ့အလူကြိုက်များပါတယ်။အိနာကျော်စင်းအိနာကျော်စင်းကရုပ်ရှင်တော်ကမှာနာမည်ကြီးသူတစ်ယောက်ဖြစ်ပြီးသူမရဲ့အလှပနဲ့နုပညာဆန်းရည်အတွက်လူသိများတယ်။ ိုးစုနယ်ပိုးစုနယ်ကလူငယ်အကြားမှာအလွန်ရေပန်းဆိုင်အမင်းသမီးတောင်းဖြစ်ပြီးသူမအလှတရားနဲ့တရားဆောင်မှုတွေအတွက်ကြော်ကြပါတယ်မေတ္တာမေတ္တာကရုပ်ရှင်နဲ့ဇလံတွေမှာပါဝင်ခဲ့ပြီးတော့သူမရဲ့လှပတဲ့မျက်နှာနဲ့တရုပ်ဆောင်မှုတွေအတွက်လူကြိုက်များပါတယ်။မေဇင်ဦးမေဇင်ကမြန်မာရုပ်ရှင်လောကမှာနာမည်ကြီးသူတစ်ဦးဖြစ်ပြီးသူမရဲ့အလှပနဲ့အမှုပညာစွမ်းရည်အတွက်လူသိများတယ်။ပန်းစုလိုက်ပန်းစုလိုက်ကရုပ်ရှင်နဲ့ဇလံတွေမှာပါဝင်တရုပ်ဆောင်လည်းရှိပြီးသူမရဲ့တဘာဝအလှနဲ့ရုပ်ရင်သွင်ပြတဲ့အတွက်လူကြိုက်များတယ်။ ဤစဉ်ကမြန်မာရုပ်ရှင်လောကမှာအလှဆုံးတဲ့လူကြိုက်များဆုံးသောတရုတ်စာမင်းသမီးများထဲမှတချို့ကိုဖော်ပြထားခြင်းဖြစ်ပါတယ်။မစုံနှိမ့်ကြည့်ရှုနာဆင်ပရပိတအားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လုပ်ပေးကြပါရှင်။